မင်္ဂလာပါမိုင်းစပေါ့ပရိသတ်ကြီးတို့ရေအခုတခါတင်ဆက်ပေးသွားချင်တာကတော့အာရှဖလားခြေစစ်ပွဲဝင်နေတဲ့ကျွန်တော်တို့မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာအုပ်စုအီးမှာဆီးရီးယားပါကစ္စတန်အာဖဂန်နစ္စတန်အသင်းတွေနဲ့တအုပ်စုတွေကြာရောက်ခဲ့ပါတယ်။အခုလက်ရှိအုပ်စုတွင်ပြိုင်ပွဲနှစ်ပွဲကစားပြီးချိန်မှာမြန်မာအသင်းနဲ့ဆီးရီးယားအသင်းတို့ကနှစ်ပွဲကစားထားရမှာနှစ်ပွဲစလုံးအနိုင်ရရှိထားကြပြီးတော့အုပ်စုပထမနဲ့ဒုတိယနေရာတွေမှာအသီးသီးရပ်တည်နေပါတယ်။ မြန်မာအသင်းဟာအုပ်စုအဖွဲ့အိမ်ကွင်းပွဲစဉ်ဖြစ်အာဖဂန်နစ္စတန်အသင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ပထမပိုင်းပွဲကစားချိန်14မိနစ်မှာ အာဖဂန်နစ္စတန်အသင်းရဲ့တွင်းဘိုးနဲ့ဥဆောင်ခံထားရပြီးနောက်ပွဲကစားအချိန်28မိနစ်မှာတန်ပိုင်ရဲ့ခြေပေါက်ကိုဒုတိယပိုင်းပွဲကစားချိန်85မိနစ်မှာမောင်မောင်ရင်ရဲ့အနိုင်ကိုးတွေကြောင့်နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိထားခဲ့ပါတယ်။နောက်ထပ်အိမ်ကွင်းပွဲစဉ်အဖြစ် ါကစ္စတန်တင်းနဲ့ရှင်ပြိုင်ကစားရမှာလဲပါကစ္စတန်တင်းကိုပွဲကစားချိန်42မိနစ်မှာတွင်းယူနိုင်ခဲ့တဲ့တန်းပိုင်ရဲ့တလုံးလေးသောတွင်းကိုကြောင့်တကူကူမရှိဆိုတဲ့ရလက်နဲ့ထပ်မံအနိုင်ရရှိထားခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာမြန်မာအသင်းဟာပရိသတ်တွေရဲ့ကိုင်တွင်းလာရောက်အားပေးမှုကိုတခဲနဲ့ရရှိထားခဲ့ပါတယ်။အဲဒါကြောင့်မလို့အခုချိန်မှာမြန်မာအသင်းဟာနှစ်ပွဲကစားပြီးနှစ်ပွဲစလုံးအနိုင်ရလက်နဲ့ဂိုးကွာချချက်ကြောင့်စီးရီးယားတင်းရဲ့နောက်အဆင့်နှစ်နေရာမှာရပ်တည်နေပါတယ်။